ဘေးစိုးဖို့ကောင်ချစ်သူအတွက်လက်စားချေဖို့ကြိုးစားခဲ့တဲ့တမန်ဝင်ပလေရာဇုနှစ်ပေါင်းများစွာကြာအောင်သွေးစိုးဖို့ကောင်တွေကတမန်ဝင်ပလေတွေဖြစ်ကြတဲ့လိုင်ခန်းတွေနဲ့စစ်ပွဲဆင်နွှဲနေခဲ့ကြပါတယ်။နောက်ဆုံးမှာသွေးစိုးဖို့ကောင်တွေကလိုင်ခန်းကောင်းဆောင်လုချန်ကိုတတ်နိုင်ခဲ့ကြပြီးတဲ့နောက်မှာတော့အသက်ရှင်ကျန်ရစ်နေခဲ့ကြတဲ့လိုင်ခန်းတွေကတကဘာလုံးကိုပြန်ကျဲထွက်ပြေးသွားခဲ့ကြပါတယ်။လိုင်ခန်းတွေကအများကြီးလဲမကြံတော့တာကြောင့်သွေးစိုးဖို့ကောင်တွေကသူတို့အသာစီးရပြီးမကြခင်မှာစစ်ပွဲနိုင်တော့မယ်လို့ထင်နေခဲ့ကြပါတယ်။ ဒါပေမဲ့လည်းတကြီးနေတဲ့လိုင်ခံတွေကအချိန်ကြာလာတာနဲ့အမျှစင်ကဲပြောင်းလဲလာကြပြီးအလိုရှိတိုင်းပုံပြောင်းနိုင်စွမ်းရှိလာကြကပိုပြီးတော့လည်းစွန့်ထလာခဲ့ကြပါတယ်။လက်ရှိချိန်မှာတော့သွေးဆုပ်ဖုတ်ကောင်၂ယောက်ကမြေယောက်ယထာပူတာယိုတခုမှလိုင်ခံ၂ယောက်ကိုခြေရာခံနေခဲ့ကြပါတယ်။စီလင်းနဲ့ရီယယ်တို့ကတည်ချင်းကုံတယ်လို့ခေါ်တဲ့သွေးဆုပ်ဖုတ်ကောင်စစ်တီတွေဖြစ်ပါတယ်။သူတို့ကတမန်ဝင်ပြေတွေကိုတတ်ဖို့အတွက်အထူးလေ့ကျင့်ထားတဲ့သွေးဆုပ်ဖုတ်ကောင်တွေပါပဲ။ဒါကန်နေဖြစ်တဲ့ Ray နဲ့ Trito ကလူသားခွဲစိတ်ဆရာဝန်မိုက်ကယ်ကိုချောင်းမြောင်းနေခဲ့ကြပြီ မိုက်ကယ်ကယထားပုံမတက်ခင်လေးမှာစီလင်းကိုတတိထားမိလိုက်ပါတယ်။ရေးကမိုက်ကယ်ကိုမီတော့မဲ့ချိန်လေးမှာရုတ်တရက်ရက်တန်းလိုက်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့နီနာမှာသွေးစုပ်ဖုတ်ကောင်တွေရှိနေတာကိုသူကန်စားမိလိုက်တာကြောင့်ပဲဖြစ်ပါတယ်။သူကထရက်ကိုတတိပေးဖို့အော်ဟစ်လိုက်ပြီးတော့သူတို့နှစ်ယောက်လုံးကလည်းချက်ချင်းတနက်တွင်နဲ့စပြီးတော့ပြစ်ခတ်လိုက်ကြပါတယ်။ရေးကတိုင်တိုင်နောက်မှာပုံးလိုက်ပြီးတော့ပြန်ပြစ်ဖို့ကြိုးစားတဲ့အချိန်မှာပကုံးကိုပြစ်ခတ်လိုက်ရပါတယ်။ကြည်စံကသူခန္ဓာကိုယ်ထဲမှာတောက်ပလာပြီးအတွင်းထဲကနေလောင်ကျွမ်းနေတာကိုမြင်လိုက်ရတဲ့အခါမှာတော့စီလင်းလဲထူးဆန်းပြီးတော့ကြောက်လန့်သွားခဲ့ကြပါတယ် အရသာများစုကဘူရာယုံကနေထွက်ပြေးနေကြတော့စီလင်းလဲလိုက်ခံတွေကိုပြစ်ခတ်လိုက်ပါတယ်။နံပါတ်စလုံးကဘဝင်းရှင်ကိုဂယုမဆိုင်ပဲပြစ်ခတ်နေခဲ့ကြပြီးတဲ့နောက်မှာတော့ထရက်ကတာမန်မျိုးသမီးတယောက်ကိုတောင်ပြစ်ခတ်မိလိုက်ပါတယ်။သွေးစုပ်ဖို့ကောင်နေတန်တွေကတိုက်ပွဲမှာဝင်ကူဖို့ဘူရာယုံတဲ့ဝင်လာတော့မှပဲမိုက်ကယ်ကတန်ရာရတဲ့မျိုးသမီးကိုကူညီဖို့ထွက်ပြေးသွားခဲ့ပါတယ်။ထရက်ကဒီကွင်ရေးကိုသုံးပြီးတော့မိုက်ကယ်ကိုဖမ်းဆွဲလိုက်ပင်မဲ့လဲစီလင်းကပြစ်လိုက်တာကြောင့်လဲကျသွားခဲ့ပါတယ်။ထရက်ကဦးမင်းလောင်ငောင်းနဲ့ပြေးဝင်ပြီးတော့ထွက်ပြေးသွားတာကြောင့်စီလင်းကသူ့နောက်ကိုလိုက်ဖို့ယထာပရင်ပေါက်ကနေခုံချလိုက်ရပါတယ်။ ထရစ်ပြင်းနေတော့မှာပဲငွေကြီးစံတထောင်ကသူ့ပကုန်းကိုထိမှန်သွားတာကြောင့်မပြေခင်ကြီးစံကိုထုတ်ပြစ်လိုက်ရပါတယ်။အချိန်ထဲမှာပဲရေကကြီးကုန်သွားပြီးတော့ထွက်ပြေးဖို့စ조사ပေမဲ့လည်းနေသန်နိုရီကယထာတကားကနေတွန်းချလိုက်ပါတယ်။ရေကသူ့ကိုတွန်းထုတ်ပြီးဝင်းပလေပုံစံကိုပြောင်းလိုက်တာကြောင့်ခနာလီတွင်းမာရင်ပဲနေသန်နိုရီကိုတတ်နိုင်ခဲ့ပါတယ်။ဇီလင်းကတော့သွေးစစ်တီနောက်ကိုခြေရခံလိုက်ပြီးတော့ဦးမိန်လန်ကောင်းတဲ့ကိုလိုက်သွားခဲ့ပါတယ်။ထရစ်ကနောက်ကနေသူမကိုချောင်းပြီးတော့တိုက်ခိုက်ဖို့စ조사လိုက်ပေမဲ့သူကအမြင်မဲ့တုတ်ပြန်ခဲ့ပြီးတော့ပြန်ပစ်ခဲ့ပါတယ်။ ဒီချိန်မှာတော့သူမကသူ့ကိုတေးစီနိုင်လောက်တဲ့အထိကိုအချိန်များစွာပြစ်ခတ်နိုင်ခဲ့ပါတယ်။ဇီလင်ကထရဲ့တနတ်ကိုစေ့ကြည့်လိုက်တဲ့အခါမှာတော့ကြီးစံတွေအကုန်လုံးကတောက်ပနေတာကိုသတိထားမိလိုက်ပါတယ်။အဲဒီချိန်မှာပဲရေကသူမနောက်ကနေပေါ်လာတာကြောင့်သူမကတပြားပုံစံလက်နဲ့ပုံးနေတဲ့သူ့ကိုပြစ်လိုက်ပြီးတော့ထွက်ပြေးခဲ့ပါတယ်။သူမကတခြားဥမင်နိုင်ငံတော်တကူရဲ့ကိုဝင်သားမိလိုက်တဲ့အခါမှာတော့ဟိန်းတဲ့အနေနဲ့သူအားပေးတံတွေကိုကြားလိုက်ရပြီးတော့အံ့အားတင်သွားခဲ့ရပါတယ်။တကယ်တော့ဒီနေရာမှာဖုံးကွယ်ထားတဲ့လိုင်ခံတွေရဲ့စကန်တစ်ခုရှိနေတာဖြစ်ပြီးတော့စီလင်းကဆက်ပြီးတော့စုံစမ်းမကြည့်လိုက်ရသေးခင်မှာပဲ ရေကသူမနောက်ကိုမိလာတာကြောင့်ထွက်သွားခဲ့ရပါတယ်။လိုင်ကန်တွေရဲ့စကမ်းမှာတော့လူတွေကဝင်းပလေပုံစံနဲ့နှပန်းလုံးနေတဲ့လိုင်ကန်တယောက်ကိုအားပေးနေကြတာပါ။ယိုဒီရဲ့လူချံပေါ်လာပြီးတိုက်ပွဲကိုရပ်တန့်ဖို့တနတ်ကိုမိုးပေါ်ထောင်ပြလိုက်ပါတယ်။လိုင်ကန်တွေကလူသားပုံစံပြန်ပြောင်းသွားကြပြီးတဲ့နောက်မှာတော့လူချံကသူတို့ကိုခွေးယူလိုမျိုးပြုမှုနေကြတဲ့အတွက်စူပူချင်းမောင်းခဲ့ပါတယ်။သူတို့ပုတ်ကောင်အိမ်တော်မှာတော့ဇီလင်းကလန်ဒရိုက်တာဝန်ခံအခန့်ကိုတောက်ပနေတဲ့ကြီးစံတွေကိုပြလိုက်ပါတယ်။သူကကြီးစံတွေမှာခရမ်းလုံရောင်ကြီးတွေပါနေကြောင်းကိုလည်းပြောပြခဲ့ပါတယ်။ ရခိုင်တွေကနေအောင်ကြီးကိုလက်နဲ့ဖြည့်အသုံးပြုပြီးတော့သွေးဆုပ်ဖို့ကောင်တွေကိုတတ်နိုင်ဖို့နီလန်းရှာတွေးခဲ့တာပဲဖြစ်ပါတယ်။စီလင်းကသွေးဆုပ်ဖို့ကောင်ကောင်းဆောင်ခရီးပန်းကိုရခိုင်စကန်းကိုတွေးခဲ့တဲ့ကြောင်းပြောပြပေးမိလေ။စကန်းတစ်ခုစာလောက်ရှိတဲ့လိုက်ခံတွေမကြံတော့ဘူးလို့ခရီးပန်းကထင်နေခဲ့ပါတယ်။နောက်ပိုင်းမှာစီလင်းကသွေးဆုပ်ဖို့ကောင်ကြီးခဲ့တယောက်ဖြစ်တဲ့ဗီတာအိတ်ဆက်နေတဲ့တင်းချန်ကိုတွားရောက်ခဲ့ပါတယ်။အေရီကာကအချိန်မပြုံးမဲ့ပါတီအတွက်ပြင်ဆင်ဖို့သူမကိုလာပြောနေခဲ့ပါတယ်။ဒါမှမဟုတ်လေစီလင်းကဘူဒါယုံကလုံခြုံရေးကင်မရာတွေကိုစစ်ဆေးနေခဲ့ပြီးတော့ လိုက်ခံတွေကလူသားတယောက်နောက်ကနေချောင်းပြီးတော့လိုက်နေတာကိုသတိထားမိလိုက်ပါတယ်။သူမဂရီဘန်ကိုဒီချောင်းပြောပြတဲ့အချိန်မှာတော့သူကအလေးနှစ်ကိုမထားခဲ့တာပါ။လိုက်ခံစကမ်းမှာတော့သိပံပညာရှင်စင်းကဖမ်းထားတဲ့လူသားတယောက်ရဲ့သွေးနမူနာကိုယူပြီးတော့လိုက်ခံသွေးနဲ့ရောလိုက်ပေမဲ့လည်းရလက်တွေကတော့မကောင်းတဲ့ရလက်တွေပဲဖြစ်နေခဲ့ပါတယ်။အဲဒီမှာရေဂါဒရဲ့ခန္ဓာကိုယ်နဲ့တူပြန်ရောက်လာပါတော့တယ်။ကံမကောင်းစွာနဲ့ဝေကြည်ဇံတွေကသူ့ကိုရင်းအင်္ကာတွေကိုထိုးပေါက်ဝင်ရောက်သွားတာကြောင့်ထရစ်ကိုမကူတာနိုင်တော့ဘူးလို့စင်းကပြောလိုက်ပါတယ်။ မိုင်ကယ်ကိုလွတ်သွားတာကြောင့်လူရှန်ကဒေါသထွက်ပြီးတော့ဒီလုပ်ကိုသူကိုယ်တိုင်လုပ်ရတော့မယ်လို့ပြောလိုက်ပါတယ်။မိုင်ကယ်လုံးလုံးတဲ့ဇေယုံမှာတော့ရဲနှစ်ယောက်ကပြက်ခတ်မှုမှာသူပါဝင်ခဲ့တယ်လို့ထင်ပြီးတော့စင်မေးနေခဲ့ပါတယ်။အဲဒီချိန်မှာစီလင်းကမိုင်ကယ်ရဲ့တိုက်ခန်းထဲဖောက်ဝင်ပြီးတော့သဲလွန်စားတွေရှာဖွေနေခဲ့ပါတယ်။မိုင်ကယ်ရောက်လာတဲ့အချိန်မှာတော့စီလင်းကသူ့လေပင်ကိုညှစ်လိုက်ပြီးတော့ဘာကြောင့်လိုင်ခန်းတွေသူ့ကိုရှာနေတာလဲလို့မေးပါတော့တယ်။အဲဒီချိန်မှာပဲရုတ်တရက်လိုင်ခန်းဖွဲတစ်ဖွဲကမျက်နှာချက်ကနေဝင်လာကြပါတယ်။စီလင်းကတနက်နဲ့ပြစ်ခဲ့ကြတဲ့အခါမှာတော့မိုင်ကယ်ကဒီကွင်ရေးကိုတုံးကထွက်ပြေးခဲ့ပါတယ်။ ဇီလင်းကသူ့နောက်လိုက်ဖို့ကြိုးစားပေမဲ့လည်းတက်လီကာကပိတ်သွားတာကြောင့်မမီလိုက်တော့ပါဘူး။လိုက်ကန်နေသူမစီရောက်လာတဲ့အချိန်မှာတော့ဇီလင်းကသူတို့ကိုပြစ်ခတ်တိုက်ခိုက်ခဲ့ပေမဲ့လည်းအနည်းငယ်ထိခိုက်စေုံလောက်ပဲတက်နိုင်ပြီးတော့သူတို့ကိုရပ်တန့်ဖို့မလိုတော့ခဲ့ပါဘူး။အဲ့တော့သူမကသူမပက်လေကိုစဝိုင်းပုံစံပြစ်ခတ်လိုက်ပြီးတော့ကြမ်းခင်းပြားတွေကနေပြုတ်ကြကအောက်ထက်ကိုဆင်းလိုက်ပါလေ။ရကမကိုဒက်လီကရောက်တဲ့အခါမှာတော့ဒက်လီကတကားဝမှာစောင့်နေတဲ့လူရှမ်းကိုမိုက်ကယ်တယောက်တွေ့လိုက်ရပါတယ်။အဲဒီအချိန်မှာပဲဇီလင်းကပါရောက်လာပြီးတော့တနက်နေ့ပြစ်ခတ်ခဲ့ပါတယ်။ အချိန်နှဲငယ်လောက်ပြစ်ခံရပြီးတဲ့နောက်မှာတော့လူရှန်ကမိုက်ကယ်ကိုလဲချလိုက်ပြီးတော့သူ့လက်ပင်ကိုကိုက်လိုက်ပြီးတော့သွေးကိုလည်းဆုပ်ယူလိုက်ပါတယ်။ပြီးတာနဲ့ဇီလင်ကမိုက်ကယ်ကိုဆွဲခေါ်ပြီးတော့ထွက်သွားခဲ့ပါတယ်။ဒါမဲ့လူရှန်ကသူ့လိုအပ်တဲ့သွေးနမူနာကိုရရှိခဲ့ပြီးပါပြီ။မိုက်ကယ်ရဲ့သွေးကိုဖန်မြုံနဲ့ထည့်ပြီးမှပဲလူရှန်ကသူ့ခန္ဓာကိုယ်ရဲ့အကြီးစံတွေကိုထုတ်ပြစ်လိုက်ပါတယ်။ဇီလင်ကမိုက်ကယ်ကိုသူမရဲ့ကားထဲခေါ်လာပြီးမောင်းထွက်သွားတော့လူရှန်ကရုတ်တရက်ကားပေါ်ကိုခုန်တက်လာခဲ့ပါတယ်။သူကဒါနဲ့မိုးကိုထိုးပေါက်လိုက်ပြီးတော့ဇီလင်ရဲ့ပခုံးကိုဒါနဲ့ထိုးခဲ့ပါတယ်။ ဇီလင်ကသူ့ကိုပြုတ်ချစီဖို့ကားကိုရက်လိုက်ပြီးသူ့ကိုတက်ကြိတ်ဖို့ကြိုးစားလိုက်ပါတယ်။ဒါပေမဲ့လူရှန်ကအမြန်ခုန်လိုက်ပြီးတော့သူတို့ကိုဆက်မလိုက်တော့ဘဲနဲ့လွတ်ပေးခဲ့ပါတယ်။ခဏကြာမှမိုက်ကယ်ကဇီလင်သွေးတွေအများကြီးဆုံးရှုံးနေကြောင်းနဲ့ကားကိုရက်တင်ကြောင်းပြောဖို့ကြိုးစားပေမဲ့လည်းသူမကသူ့ကိုတနက်နဲ့ဇက်တိုက်ချိန်ထားခဲ့ပါတယ်။မိုက်ကယ်ပြောသလိုပဲသွေးထွက်လွန်ပြီးတော့ဇီလင်ကတတိမိတ်သွားပြီးတော့ကားကလည်းလမ်းကျော်သွားခဲ့ပါတယ်။ကားကလမ်းပေါ်မှာမောက်သွားပြီးတော့မြစ်ထဲကိုပြုတ်ကျသွားခဲ့တာပါ။ မိုက်ကယ်ကဇီလင်းရဲ့တနက်ကိုတုံးပြီးတော့ပရင်ပေါက်ကိုရိုက်ခွဲကသူမရဲ့ခန္ဓာကိုယ်ကိုရေပေါ်ဆွဲခေါ်ခဲ့ပါတယ်။သူမကိုစီပီယာနဲ့ပြန်တက်သွင်းဖို့ကြိုးစားပေးလိုက်ပြီးတော့သူ့ကြခင်နဲ့သူမရဲ့ဒဏ်ရာကိုပတ်တီးစီပေးလိုက်ပါတယ်။လိုင်ကန်စကန်မှာတော့လူရှန်ကသွင်းနမူနာကိုစင်းကိုပေးခဲ့ကစမ်းသပ်ကြည့်ပြီးတဲ့နောက်မှာတော့မိုက်ကယ်ကသူတို့ရှာဖွေနေတဲ့သူဖြစ်နေတယ်ဆိုတာကိုတေချာသွားခဲ့ပါတယ်။ နောက်ဆုံးတော့မိုက်ကယ်အိပ်ပျော်သွားပြီးတော့သွေးဆိုးဖို့ကောင်အိမ်တော်မှာဖြစ်ပျက်ခဲ့တာဝမ်းနည်းစရာဖြစ်ပျက်တခုအကြောင်းကိုအိမ်မက်မက်နေခဲ့ပါတယ်။သူတို့လာတဲ့အချိန်မှာတော့သူကအဲ့ဒီအိမ်တော်မှာစီလင်းနဲ့တူရှိနေခဲ့ပါတယ်။စီလင်းကဂရီဘန်ရဲ့ခန်းစီကိုတွားခဲ့ပြီးဂရီဘန်ကသူ့ရဲ့မိန့်ကိုမနာခဲ့ဘဲနဲ့လူသားတစ်ယောက်ကိုအိမ်တော်ထဲခေါ်လာတဲ့အတွက်စီလင်းကိုတောသားထွက်နေခဲ့ပါတယ်။သူတို့ညင်းကုန်နေကြတော့မှပဲအေရီကာကမိုက်ကယ်ကိုစစ်ဆေးနေခဲ့ပြီးတော့လူချန်ရဲ့ကြက်ရကိုတတိထားမိတဲ့အချိန်မှာတော့ ညနေကျက်စီကိုခုံတက်ပြီးတော့အဆွဲတွေကိုထုတ်ပြခဲ့ပါတယ်။မိုင်ကယ်ကတော့ကြောက်လန့်တကြဖြစ်ပြီးတော့ brain box ကနေခုံချကာထွက်ပြေးသွားခဲ့ပါတယ်။အစင်းမှာနာကျင်သွားတာကြောင့်သူကအဲ့ဒီတူးဆန်းတဲ့အမြင်အယုံတွေကိုနောက်တစ်ခါထပ်ရခဲ့ပါတယ်။အဆောင်ခွဲတွေလာနေတာကိုကြားလိုက်တာနဲ့မိုင်ကယ်တယောက်ဂျန်တကာဘော်ကနေခုံတက်ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။ဖမ်းလာတဲ့လူကလွတ်သွားပြီဆိုတာခရစ်ဗန်တီးသွားတဲ့အချိန်မှာတော့သူကစီလင်းကိုရိုက်လိုက်ပါတယ်။နောက်ပိုင်းမှာတော့စီလင်းကစိတ်ရှင်းဖို့အတွက်တနက်ပြေကွင်းမှာလေ့ကျင့်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာခန်ကသူမအတွက်လက်နဲ့တက်ယူလာပေးခဲ့ပါတယ်။ ဒီလက်နက်တွေမှာတော့ဂျီဇန်ထိတဲ့နေရာမှာဝေနိုက်ထရိတ်အရေတွေစိမ့်ထွက်နေတဲ့ကြီပေါက်ယာတွေကြောင့်စီလင်းလဲသဘောကျသွားခဲ့ပါတယ်ဒီဂျီဇန်တက်တဲ့လိုက်ခန်းတယောက်ကိုပြစ်လိုက်ရင်တော့ငွေရီတွေကသူတို့ရဲ့သွေးကြောတဲ့အထိကိုဝင်ရောက်သွားမှာဖြစ်တာကြောင့်ထုတ်ပြစ်နိုင်မှာမဟုတ်ဘဲနဲ့တည်သွားရမှာပဲဖြစ်ပါတယ်စီလင်းကသူမအစောပိုင်းမှာမြင်ခဲ့ရတဲ့စွမ်းတက်တဲ့လိုက်ခန်းအကြောင်းကိုတွေးမိပြီးတော့လူချံကိုတက်လိုက်ပြီးဆိုတဲ့ခရီးဗန်ရဲ့ဇလန်းကတကယ်ရောမှန်ရဲ့လားဆိုတာတန်တရားဝင်နေခဲ့ပါတယ်အဲ့ဒီချိန်မှာ Graven ကလူချန်နဲ့လျှော့ဝယ်ပြီးတွေ့ဆုံနေခဲ့ကာ Graven ကသူ့ရဲ့သဘောတူညီချက်ကိုတတိပေးနေခဲ့ပါတယ် ူချန်တို့ကအေးအေးဆေးဆေးနေရမှာဖြစ်ပြီးသူ့ရဲ့တမန်ဝင်ပြည်တွေကိုလူမြင်ကွင်းမှာသွေးစုပ်ဖို့ကောင်တွေနဲ့မတိုက်ခိုက်ခိုင်းမှုသဘောတူထားကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့လူချန်ကဂရိဘန်လေဘင်းကိုညှစ်လိုက်ပြီးတော့သူကြောင့်ဂရိဘန်ကဒေလူနီပါဖြစ်ခဲ့ရတာနဲ့သူမရှိရင်ဂရိဘန်ကဘာကောင်မှမဟုတ်ဘူးဆိုတဲ့အကြောင်းတတိပေးခဲ့လိုက်ပါတယ်။အိမ်တော်မှာဇီလင်းကစာကြည့်လိုက်တဲ့သွားပြီးတော့သွေးစုပ်ဖို့ကောင်တွေနဲ့လိုက်ခံတို့ကြားကစစ်ပွဲသမိုင်းအကြောင်းကိုဖတ်ကြည့်နေခဲ့ပါတယ်။ဂရိဘန်ကလူချန်ရဲ့ခန္ဓာကိုတိုက်ခိုက်ခဲ့တဲ့သွေးစုပ်ဖို့ကောင်အဖွဲ့ကတူဦးရဲသောတစ်ရှင်ချန်ရဲ့သူလည်းဖြစ်ခဲ့ပါတယ်။ လူချန်ကိုတတ်ခဲ့တဲ့ဆိုတဲ့တက်တဲ့အနေနဲ့ခရီးဘန်ကလူချန်ရဲ့ရေပြားတစ်ပိုင်းကိုပြန်သေးလာခဲ့တာပဲဖြစ်ပါတယ်။ဒါမဲ့အဲရေပြားပေါ်ကမတ်သားကတော့သူမစောပိုင်းကတွေးခဲ့တဲ့အစွမ်းတဲ့လိုက်ထန်တွေရဲ့လေဆွဲနဲ့တူညီနေခဲ့ပါတယ်။သူမထွက်လာတဲ့အခါမှာတော့အေရီကာကသူမစီရောက်လာပြီးတော့မိုက်ကယ်ကဝင်ပလေကိုက်ခံထားရကြောင်းပြောခဲ့ပါတယ်။ဈေးဥမှာမိုက်ကယ်ကသူ့ရဲ့လုပ်ဖော်ကိုင်ဘက်တယောက်ကိုသူ့တန်ရာနဲ့အမြင်အာရုံတွေအကြောင်းကိုပြောပြနေခဲ့ပါတယ်။သူတငယ်ချင်းကကူညီမယ်လို့ဂရီပေးပြီးတော့အခန်းထဲကထွက်သွားပေမဲ့လည်းရဲရီနဲ့အတူပြန်ရောက်လာခဲ့ပါတယ်။မိုက်ကယ်တယောက်သူတို့ကိုဂျုံမြင်တဲ့အခါမှာတော့ brain box ကိုခွဲပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။ အဖြေတွေကိုတည်ရဖို့အတွက်ဇရာတက်တန်နေတဲ့စီလင်းကသွေးဆုပ်ပုတ်ကောင်ကြီးကဲတွေအိတ်ဆက်နေတဲ့တင်းချိုင်းစီကိုပြန်သွားပြီးတော့အကြောင်းပြချက်ရှာကစောင့်ကိုပါထုတ်လိုက်ပါတယ်။အဲဒီနောက်သူမကတင်းချိုင်းကိုဖွင့်ပြီးတော့သူမရဲ့သွေးတွေကိုဗီတာရဲ့ကောင်တလာထဲကိုလောင်းထည့်လိုက်ပါတယ်။ဗီတာကိုအချိန်မတိုင်ခင်နိုးပြီးတော့သူမရဲ့သွေးတွေကနေတဆင့်သူ့ရဲ့လမ်းညွှန်မှုလိုအပ်ကြောင်းရှင်းပြပြီးတော့ဖြစ်ပျက်ခဲ့တာတွေကိုပြောပြခဲ့လိုက်ပါတယ်။ဒါမဲ့လေဗီတာနိုးမလာခင်သူမအပြင်မရခင်မှာပဲအဆောင်ကပြန်ဥလာတာကြောင့်စီလင်းလဲကောင်တလာကိုပြန်ပိတ်ပြီးတော့ပုံနေကြရပါတယ် အဲဒီချိန်တွင်းမှာပဲမိုက်ကယ်ကအိမ်တော်ပြင်ဘက်ကိုရောက်လာပြီးတော့စီလင်းကိုတွေ့ဖို့ပြောခဲ့ပါတယ်စီလင်းကလည်းဂရိဘန်ရဲ့ပြောသမျှကိုလက်တူရှုပြီးတော့မိုက်ကယ်ကိုတွားတွေ့ခဲ့ပါတယ်စီလင်းနဲ့မိုက်ကယ်ကားနဲ့ထွက်သွားတဲ့အခါမှာတော့အေရီကာကမိုက်ကယ်ကလိုက်ခံဖြစ်နေပြီဆိုတာကိုဂရိဘန်ကိုပြောခဲ့ပါတယ်ဒီနောက်မှာတော့ဗေတာကနိုးလာပြီးတော့သူမရှိတော့သွေးဆုပ်ဖုတ်ပုံကိုင်းကိုကောင်းကောင်းမအူးဆောင်နိုင်ခဲ့တဲ့အတွက်ဂရိဘန်ကိုစူပူချိန်မောင်းနေခဲ့ပါတယ်။သူကနောက်ထပ်အိတ်ဆက်နေတဲ့ဂျီကက်တူးကိုပါနိုးကျင်နေပေမဲ့လည်းဗေတာကအချိန်မတန်ခင်နိုးထလာတဲ့အကြောင်းဂရိဘန်ကရှင်းပြလိုက်ပါတယ်။ ရိုးရဒလေးကိုပြင်းပြဖို့အတွက်မနက်ဖြန်မှာတရားသူစုဖို့ကောင်ကောင်စီဝင်တွေရောက်လာတဲ့အထိစောင့်မှုခရီးဗန်ကပြောလိုက်ပါတယ်။ကားစီနေတော့မှာပဲဇီလင်းကမိုက်ကယ်ကိုရှီအောင်စစ်ပွဲအကြောင်းကိုပြောပြနေခဲ့ပါတယ်။ပုံမှန်အပြင်လူသားတွေကသူစုဖို့ကောင်ဒါမှမဟုတ်လိုက်ခံကြိုက်ခံရပြီးတာနဲ့တနအီတွင်းမှာတည်ဆုံသွားခဲ့ကြတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့အဲ့ဒီလူတွေစီကဗန်ရက်တီကတာမန်လူတွေရဲ့အသက်ကိုတည်စေနိုင်လို့ပဲဖြစ်ပါတယ်။မိုက်ကယ်မြင်နေရတဲ့အမြင်အရုံတွေအားလုံးကတော့အကြိုက်ခံပြီးတဲ့အချိန်မှာလူချန်ကသူ့စီကူးပြောင်းပေးခဲ့တဲ့မှန်ညံတွေဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကပိစုဖို့ကောင်လေးစစ်စေးမင်းမြတ်မှုအုံပြုတဲ့ဆွန်ပြက်စာအုပ်တစ်ခုစီကိုရောက်လာပြီးတော့စီလင်းကလူလုတ်သွေးတချို့ကိုမိုက်ကယ်ကိုပေးလိုက်ပါတယ်ပိစုဖို့ကောင်လေးကအဲ့လူလုတ်သွေးတွေကိုထုတ်လုပ်တဲ့ကုမ္ပဏီကိုပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်အဲ့နောက်စီလင်းကသူမကလစားချေဖို့အတွက်လိုင်ကန်တွေကိုလိုက်လံဖမ်းဆီးပြီးတော့တပ်ဖြတ်နေတယ်ဆိုတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်ဘာကြောင့်လဲဆိုရင်တော့သူမကလေးဘွားတော်ကသူမရဲ့မိသားစုတစ်ခုလုံးဒီသမန်းဝင်ပလေတွေရဲ့တပ်ဖြတ်တာကိုခံခဲ့ရတဲ့အကြောင်းကြားခဲ့ရတာအကြောင်းပဲဖြစ်ပါတယ်ဖေဒါကသူမကိုကယ်တင်ပြီးတော့သွေးစုဖို့ကောင်ဖြစ်စေခဲ့တာဖြစ်ပါတယ် ဇီလင်းကစစ်ပွဲကိုတမန်ဝင်ပလေးတွေဘက်ကနေစတင်ခဲ့တာလို့ပြောခဲ့ပေမဲ့လည်းအသေးစိတ်ကိုတော့သူမှလည်းမသိခဲ့ပါဘူး။တပက်ကမိုက်ကယ်ကလည်းသူစည်းစက်ထားတဲ့မိန်းကလေးကကားတိုင်းမှုကြောင့်တည်ဆုံသွားခဲ့တဲ့အကြောင်းကိုရင်ဖွင့်နေခဲ့ပါတယ်။ ဇီလင်းထွက်သွားတော့မယ့်အချိန်မှာပဲမိုက်ကယ်ကသူမနဲ့တူလိုက်ဖို့အတွက်ကြိုးစားလိုက်ပါတယ်။သူတို့နှစ်ယောက်နိုင်ခဲ့ကြပြီးတော့ဇီလင်းကအဲ့ဒီအချိန်မှာပဲခွင့်ရေးယူကမိုက်ကယ်ကိုကလပ်ထိုင်မှာလက်ထိတ်ခတ်လိုက်ပါတယ်။မနေ့ပြန်ကလာဗီညာဖြစ်ပြီးတော့သူကလည်းတမန်ဝင်ပလေးတကောင်အဖြစ်ကိုပြောင်းလဲသွားနိုင်ကြောင်းသူမကပြောပြခဲ့လိုက်တာပါ။ဒါကြောင့်သူမကငွေကြီးစံတထောင်ပါတဲ့တနက်တလဲမာကတ်အတွက်ထားခဲ့လိုက်ပါတယ်။ဒီကြီးစံကသူ့ကိုဒေစီမာတော့မဟုတ်ပေမဲ့အနည်းဆုံးတော့ဝင်ပလေဖြစ်ပြောင်းလဲတာကိုနှောင့်နှေးသွားစေနိုင်ပါလိမ့်မယ်။အိမ်တော်မှာတော့ဇီလင်းကခရီးပန်ကိုလက်သီးနဲ့ထိုးလိုက်ပြီးတော့ဖီတာကိုသွားတွေ့ခဲ့ပါတယ်။ ဖေဒါကသူနိုးထွက်လာရမယ့်အချိန်ထက်စောပြီးတော့နိုးထလာရတဲ့အတွက်ဇီလင်းကိုဒေါသထွက်နေပါတယ်ဇီလင်းကအခိုင်းမာအိုင်ဒီယာရှိနေကြောင်းရှင်းပြပေးမိတယ်ဖေဒါကဒါရီကအထင်မြင်နေတာဖြစ်ပြီးတော့သူမကလိုင်ခံတွေကြောင့်စိတ်ထဲမှာဝေဝါးနေပြီလို့ထင်နေခဲ့ပါတယ်စီမင်းတွေကိုချိုးပေါက်တဲ့အတွက်ကောင်စီကဇီလင်းကိုတရားစီရင်မှာဖြစ်ပြီးသူတို့မယောင်မခြင်းသူမကိုအိမ်တော်ထဲမှာပိတ်လောင်ထားခဲ့ပါတယ် နောက်ပိုင်းမှာဂရေဘန်ကအကောင်စီကိုသူ့ဘွဲနဲ့အတူတွားခေါ်လိုက်မယ်လို့ပြောခဲ့ပြီးတော့ဒါကမတင်ကားစရာကောင်းနေခဲ့ပါတယ်။ဘူရာယုံမှာတော့အကောင်စီနဲ့အကြီးကဲအမီလီယာပါတဲ့ယထာကရောက်လာပြီးတော့ဂရေဘန်ရဲ့လူတွေကအဆောင်တွေကိုချစ်ပြခဲ့ကြပါတယ်။ပြည်ထောင်နဲ့လိုက်ကန်ဖွဲ့တဲ့ဘက်ကရုတ်တရက်ယထာပေါ်ခုံတက်ပြီးတော့အကောင်စီကိုတိုက်ခတ်ခဲ့ကြပြီးတော့အဲဒီအချိန်မှာဂရေဘန်လူတွေကဘာမှမလုပ်ဘဲနဲ့ကြင်နေခဲ့ကြပါတယ်။အကြခင်မှာယထာပေါ်ကသွေးစုပ်ဖုတ်ကောင်တွေကိုလုံးလိုက်ကန်တွေတက်ဖြတ်တာကိုခံရပါတော့တယ်။အိမ်တို့မှာအေရီကာကမိပြတ်လိုက်တာကြောင့်တတိပေးတံတွေလည်းမိသွားခဲ့ပါတယ်။ အဲဒီတော့သူမကစီလင်းကိုလှုပ်ပေးပြီးတော့တနတ်တလက်ပါပေးခဲ့ပါတယ်စီလင်းကောင်းမောင်းပြီးထွက်သွားတဲ့အချိန်မှာတော့အေရီကာကသူမကိုပါတန်တရာမဝင်သွားအောင်လို့စီလင်းထွက်ပြေးသွားတဲ့အကြောင်းခရီးဗန်ကိုပြောခဲ့ပါတယ်ခန်းကကောင်းစီရောက်မလာသေးပဲနဲ့နောက်ကျနေတာကိုစိတ်ပူပြီးတော့သူ့လူတွေကိုစုံစမ်းဖို့စီလွတ်ခဲ့ပါတော့လေဘူရာယုံမှာတော့ရေကအမီလီယာရဲ့သွေးတွေကိုယူနေခဲ့ပါတယ်လူတွေမှာတော့မာကက်တယောက်ငွေကြီးစံကိုအသုံးပြုပြီးတန်ကျိုးကိုပြစ်လိုက်ပေမဲ့အလဟသဖြစ်သွားခဲ့ပြီးတော့မအောင်မြင်ခဲ့ပါဘူး ဒီချိန်ထဲမှာပဲအမေယာယုံတွေကသူ့စိတ်ထဲကိုရမ်းမို့နေခဲ့ပြီးတော့သူ့စိတ်လွတ်တော့မလို့မျိုးဖြစ်နေခဲ့ပါပြီ။အဲဒီချိန်မှာပဲစီလင်းကဆာဦးစီပြန်ရောက်လာခဲ့ပေမဲ့လိုင်ကန်တွေကသူမနောက်ကနေလိုက်လာခဲ့ကြပါတယ်။သူမကမိုက်ကယ်ကိုအမြန်လက်ထိပ်ဖြုတ်ပေးခဲ့ပြီးတော့ရန်သူတွေပုံနီးလာတာကိုကြားတဲ့အချိန်မှာတော့သူတို့ကိုတိုက်ခတ်ဖို့အတွက်တကားကနေပြစ်ခတ်ခဲ့ပါတယ်။အဲနောက်သူမကဘရင်မောက်ကိုပြစ်ခွဲပြလိုက်ပြီးမိုက်ကယ်ကိုခုံထွက်ခိုင်းလိုက်တာ သူမကတော့လိုက်ခံတွေကိုစစ်တိုက်တိုက်ခတ်နေခဲ့ပါတယ်။မိုက်ကယ်ကအမြင့်ကနေဆင်းလိုက်တဲ့အချိန်မှာတော့ဒရိဆန်တကောင်လိုဘာမှမဖြစ်ဘဲနဲ့ဆင်းသက်နိုင်ခဲ့ကအံဩသွားခဲ့ရပါတယ်။ဒါမဲ့လည်းကံမကောင်းစွာနဲ့အဲ့ဒီအချိန်မှာပဲရဲတွေကသူ့ကိုတွေ့ပြီးတော့ဖမ်းဆီးသွားခဲ့ကြပါတယ်။ဇီလင်းတယောက်ရဲကထွက်သွားတာကိုမြင်ပြီးတဲ့နောက်မှာတော့လိုက်ခံတွေကအသက်ရှင်နေသေးတာမျိုးရှိမရှိကိုစစ်ဆေးခဲ့ပါတယ်။ရဲကပေါ်မှာတော့မိုက်ကယ်ကလာပြေဝန်းကိုမြင်လိုက်ရပြီးတော့ကြောက်စရာကောင်းတဲ့ပုံစံမျိုးနဲ့စတင်ပြီးတော့ပြောင်းလဲလာခဲ့ပါပြီ။ဂျယ်ရီကကြင်ကားကိုရက်ပြီးတော့ ပြောင်းလဲတာကိုတားဆီးဖို့အတွက်စီထိုးပေးခဲ့ကြပါတယ်။ဒါမဲ့လည်းအိမ်တို့မှာတော့ဗီတာကလုံးဝပြန်လဲတက်တာလာပြီးတော့ခရီးမန်ကဇီလင်းရဲ့မရေမရာယုံကြည်မှုကြောင့်ပြောနေခဲ့ပါတယ်။သူတို့စကားပြောနေတော့ဇီလင်းကစင်းကိုခေါ်လာပြီးတော့သူတို့ရှိကိုပြစ်ချလိုက်ပါတယ်။စင်းက900စုလုံးကဆက်ပင်ရဲ့အလက်ဇန်းဒါကော်ဗိုင်းရဲ့အကြောင်းကိုစပြောလိုက်ပါတယ်။သူကသူ့ရတရားလုံးကိုပစ္စည်းတည်ဆုံးစေခဲ့တဲ့ကာယောဂါကနေသိရှင်ခဲ့ပြီးတော့သူခန္ဓာကိုယ်ကဗိုင်းရပ်ကိုပြောင်းလဲသွားစေခဲ့ကအလက်ဇန်းဒါကပထမဆုံးမတည်မျိုးတရားအဖြစ်ကိုပြောင်းလဲသွားခဲ့တာပါ အဲဒီနောက်မှာတော့သူ့မှာကလေး၃ယောက်ရှိလာခဲ့ပြီးတယောက်ကဝင်ပလေကိုက်လိုက်ရာကနေပထမဆုံးလိုက်ခံတမန်ဝင်ပလေဖြစ်လာခဲ့တာပါဒုတိယတယောက်ကတော့လင်းတို့ကိုက်ခံရပြီးတော့ပထမဆုံးသွေးစုပ်ဖို့ကောင်ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်တတိယတယောက်ကတော့တမန်လူသားအဖြစ်ပဲရှင်တန်နေထိုင်ခဲ့ကမိုက်ကယ်ကအဲဒီတတိယသားရဲ့မျိုးဆက်ဖြစ်နေခဲ့တာပါဒါကြောင့်မိုက်ကယ်သွေးကလိုက်ခံတဲ့သွေးစုပ်ဖို့ကောင်သွေးကိုပေါင်းဆက်ဖို့တော့ဖြစ်နိုင်ပြီးတော့ဒါကမျိုးနွယ်စုနှစ်ခုစလုံးတက်ကိုပုံမိုစွမ်းထက်တဲ့ပေါင်းဆက်ထားတဲ့မျိုးဆက်တဲ့တစ်ခုကိုဖန်တီးနိုင်ပါလိမ့်မယ် ဘဂန်ရီရဲ့စီစဉ်ကတော့လူရှန်ကမိုက်ကယ်နဲ့အမီလီယာတို့ရဲ့သွေးတွေကို ပေါင်းစပ်ပြီးတော့အဲဒီဇွမ်းအားတက်ကိုရယူဖို့ပါပဲလူရှန်သေးပြီးတော့ဗီတာကပြောတဲ့အချိန်မှာတော့ဂရိဗန်ကလိန်ညာခဲ့ကြောင်းစင်းကအမှန်အတိုင်းပြောပြခဲ့ပါတယ်ပြဿနာတက်ပြီဆိုတာသိနေတဲ့ဂရိဗန်ကသူကနဲ့အရင်ဆုံးထပြေးသွားခဲ့ပါတယ်ဦးရာယုံကိုစုံစမ်းဖို့လွတ်ခံလိုက်ရတဲ့သွေးဆုပ်ဖို့ကောင်တွေကလည်းကောင်စီကသွေးဆုပ်ဖို့ကောင်တွေတည်ဆုံးနေတာကိုတွေ့ပြီးတော့အိမ်တော်ကိုသတင်းပို့ခဲ့ကြပါတယ်ခံကားအမီလီယာရဲ့သွေးတွေအကုန်လုံးကုန်စင်အောင်ဆုပ်ခံလိုက်ရတဲ့ကြောင်းဗီတာကိုပြောပြခဲ့ပြီးတော့ ်ဒေါသတွင်းနေတဲ့ဗေတာကအစင်းကိုတက်ပစ်လိုက်ပါတယ်။သူကစီလင်းကိုတန်တရားဝင်ပြီးခဲ့တဲ့အတွက်တောင်းပန်ပြီးတော့မိုက်ကယ်ကိုတုတ်တင်မှုအမိန့်ပေးခဲ့ပါတော့တယ်။လိုင်ကန်စကန်မှာတော့လူရှန်ကမိုက်ကယ်စီကသွေးနမူနာကိုယူနေတော့မိုက်ကယ်ကလေဆွဲကိုတတိထားမိလိုက်ပါတယ်။သူ့ရဲ့မိအားယူနေကဘုံမိုရှင်းနေလာပြီးတော့တိတ်တုံးကလူရှန်ကတန်ကျိုးနဲ့ဂျင်းအောင်ခံထားရကသူရဲ့သွေးစုပ်ဖို့ကောင်ချစ်သူနီယောင်ဂျီအောင်မှာတက်ပြတ်ခံရတာကိုကြည်နေခဲ့ရဖို့ကိုလည်းမြင်လိုက်ရပါတယ်။ဗေတာကလူရှန်ရဲ့ချစ်သူစီကလွယ်စဲကိုယူဖို့အခန်းထဲဝင်လာတဲ့အခါမှာတော့ ။လာပြည်ဝင်ပေါ်လာပြီးတော့လူချန်ကဝင်ပလေဖြစ်ကိုပြန်ပြောင်းနိုင်ခဲ့ပြီးတော့တန်ကျိုးတွေကိုဖြတ်ကာလေကျွဲကိုယူပြီးတော့ထွက်ပြေးသွားခဲ့လာပဲဖြစ်ပါတယ်။မိုက်ကယ်ပြန်လို့လာတဲ့အချိန်မှာတော့သူမြင်ခဲ့ရတာတွေကိုလူချန်ကိုပြောပြခဲ့ပါတယ်။လူချန်ကလိုင်ခံတွေကတချိန်ကသူစုပ်ဖို့ကောင်တွေရဲ့ဂျုံတွေဖြစ်ခဲ့ကြပြီးတော့နေကင်းဘက်မှာသူတို့ရဲ့တင်းကျိုင်းတွေကိုစောင့်ရှောက်ခဲ့ကြရာအကြောင်းရှင်းပြခဲ့ပါတယ်။သူကဗီတာရဲ့သမီးနဲ့ချိတိုက်ခဲ့ပေမဲ့လေဗီတာကသူတို့ရဲ့ဆက်ဆံရေးကိုသဘောမတူခဲ့ဘဲနဲ့သူတို့နှစ်ဦးစလုံးကိုတတ်ဖို့စီစဉ်ခဲ့ပေမဲ့လူချန်ကလွတ်မြောက်သွားခဲ့တာပဲဖြစ်ပါတယ် ဒေါသထွက်သွားတဲ့ Vader ကလက်စားချေဖို့အတွက် Lycan တွေနဲ့စစ်ပွဲကိုစတင်ခဲ့တာဖြစ်ပါတယ်။အဲဒီချိန်မှာပဲ Graven ကသူ့လူတွေနဲ့အတူရောက်လာပြီးတော့သူတို့ရဲ့သဘောတူညီချက်ကိုချိုးပေါက်ခဲ့တဲ့အကြောင်းကို Lucian ကိုပြောလိုက်ပါတယ်။ဒါပေမဲ့ Lucian ကတော့ငြိမ်းချမ်းရေးရဖို့ကအဆင်ပြေနေသေးကြောင်းကိုအာမခံပေးလိုက်ပါတယ်။ဒီချိန်မှာ Zilin ကတော့သူ့စုဖို့ကောင်ဖွဲ့နဲ့အတူပဲသူတို့မြေအောင်လိုင်ကောင်းတွေတဲ့အထိဝင်လာပြီးတော့ Lycan ဆောင်တွေကိုရှင်းထုတ်ဖို့လက်ပြပုံတပုံပြစ်လိုက်ပါတယ်။ဒီမှာကြောက်နေတဲ့ Graven ကတော့ Lucian ကိုငွေနဲ့ရစ်ကြီးစံနဲ့ပြစ်ပြီးတော့ထွက်သွားခဲ့ပါတယ်။ စီလင်းတို့ဘွဲကရှေ့ဆက်လာခဲ့ကြပြီးတော့လိုက်ခန်တွေကိုဆက်ပြီးတော့တက်ပြတ်နေခဲ့ကရေးကပြန်လာပြီးတော့ကျမ်းမြေပေါ်မှာတေးလူမျိုးပါဖြစ်နေတဲ့လူရှန်ကိုတွေးလိုက်ရပါတယ်။သူကဂရိဘန်ရဲ့လူတွေထွက်သွားဖို့ကြိုးစားနေတာကိုလည်းမြင်ပြီးတော့သူတို့နောက်ကိုချက်ချင်းကိုလိုက်သွားခဲ့ပါတော့တယ်။သူကဖွဲကောင်းဆောင်ကိုရေထဲတွန်းချလိုက်တဲ့အခါမှာတော့သွေးစိုးဖိုးကောင်ကဂျာဝန်နဲ့ပြန်ပြီးတော့တိုက်ခတ်ခဲ့ပါတယ်။ရေးကတမန်ဝင်ပလေးပုံစံကိုပြောင်းလိုက်ပြီးတော့အနီးကပ်ကအဲ့ဒီသွေးစိုးဖိုးကောင်ကိုတတ်ပြစ်လိုက်ပါတယ်။ သူဘေးနာဘက်လေကခန်းတွေမှာတိုက်ပွဲတွေဆက်ဖြစ်နေတော့မှာပဲလူရန်ကနိုးလာပြီးတော့သူသွေးတွေကငွေနိုင်ထွေအရေးတွေကိုထုတ်ပြဖို့ကြိုးစားပေမဲ့လည်းချင်းနီးပဲဖြစ်နေခဲ့ပါတယ်။ဇီလင်းကအတန်ကြားတဲ့အခါမှာတော့သွားကြည့်လိုက်ပြီးတော့သူမရဲ့ဖွဲ့ကိုထားခဲ့လိုက်ပါတယ်။ရုဒိယလိုင်ကန်တကောင်ကသူမနောက်ကနေလိုက်လာကြတာကြောင့်သူမကတခြားဥမေလိုင်ကောင်နဲ့ပြေးဝင်ပြီးတော့ဝင်းပလေးတကောင်ကိုခုံကျော်ရင်းနဲ့တပ်ပစ်ခဲ့ပါတယ်။ပြီးတာနဲ့အမြန်ကြည့်ပြန်ဖြေးဖို့နောက်တကောင်ကိုပါတတ်လိုက်ပါတယ်။ကန်တဲ့သူလူတွေလည်းသူတို့ကိုချောင်းတိုက်ဖို့ကြိုးစားနေတဲ့လိုင်ကန်တကောင်ကိုတတ်ခဲ့ပေမဲ့ ားတို့ကောင်ကတခြားဘက်ကနေပေါ်လာပြီးတော့သူတို့ကိုတပ်ပစ်ခဲ့ပါတယ်။အဲဒီအချိန်မှာဂရေးဗန်ကတော့လေကားကိုရှာတွေ့ပြီးတော့ဖပြေးဖို့ကြိုးစားလိုက်ပေမဲ့ဖေတာရောက်လာတာကိုမြင်လိုက်တာနဲ့ပြန်ပြီးတော့ဆင်းခဲ့ရပါတယ်။ဖေတာကရောက်လာတာနဲ့မကြဘဲရေးကိုတွေ့ပြီးတော့သူ့လူတွေကိုတတ်ခဲ့တဲ့အတွက်ရေးကိုသူသားနဲ့တပ်ပစ်လိုက်ပါတယ်။နိုင်ငံကောင်မိုက်ကယ်ကိုတိုက်ခဲ့တော့မယ့်အချိန်မှာပဲစီလင်းကတနက်နဲ့ပြစ်ချလိုက်ပါတယ်။ဒီလာနဲ့သူမကမိုက်ကယ်ကိုလှုပ်ပေးပြီးတော့နန်းခဲ့ကြပါတယ်။ဒါကိုတော့လူချန်ကမြင်နေခဲ့ရပါတယ်။သူတို့ဇုံတွေကတိုက်ပွဲကိုရှောင်ပြီးတော့ထွက်ပြေးဖို့ကြိုးစားနေတုန်းမှာပဲ ခရီးဗန်ကသူတို့လမ်းကိုပိတ်ဆိုလိုက်ပါတယ်ခရီးဗန်ကမိုက်ကဲကိုနိုက်ထရိတ်ကြီးစံတွေနဲ့ပြစ်လိုက်ပြီးတော့စီလင်းရဲ့မိသားစုကိုတတ်ခဲ့တာလိုက်ခန်ရီမိုဖက်နဲ့ဖီတာသာဖြစ်ကြောင်းကိုပြောပြခဲ့ပါတယ်ဖီတာကတခြားသူစုဖုတ်ကောင်တွေလိုမျိုးဝေးမြူထားတဲ့ဒိဋ္ဌံတွေကိုပဲစားနေရတာမုန်းတာကြောင့်တခါတလေမှလူသားတွေကိုလိုက်ပြီးတော့ဖမ်းဆီးလေးရှိပါတယ်အဲ့လိုမျိုးနဲ့သူကသူသူမီးနဲ့တူတဲ့စီလင်းကိုပဲခြံထားပြီးတော့သွေးဆုပ်ဖို့ကောင်အဖြစ်ကိုပြောင်းပေးခဲ့တာပဲဖြစ်ပါတယ်။ခရီးပန်ကစီလင်းကိုပြစ်တော့မဲ့အချိန်မှာပဲလူချန်ကသူ့ခြေတော့ကိုလှမ်းထိုးပြီးတော့နောက်ရှေ့လိုက်ပါတယ် ပြည်နာနယ်လူရှန်ကစီလင်းကိုမိုက်ကယ်ကိုကပ်ပြီးတော့ဆုံးဆုံဆုံးသောမျိုးဆက်တဲ့အဖြစ်ကိုပြောင်းလဲပေးလိုက်ဖို့ကိုပြောခဲ့ပါတယ်။စီလင်းမိုက်ကယ်ရဲ့လေဗင်းကိုကိုက်နေတော့မှာပဲခရစ်ဗန်ကလူရှန်ကိုချိန်ပေါင်းများစွာပြစ်ပြီးတော့တက်ကထွက်ပြေးသွားခဲ့ပါတယ်။ဒီနောက်မှာတော့ဗီတာကအခန်းထဲကိုဝင်လာပြီးတော့စီလင်းကိုတွန်းထုတ်ကာမိုက်ကယ်ကိုနိုင်ရန်စီကိုပြစ်ပေါက်လိုက်ပါတော့တယ်။စီလင်းသူကိုခရစ်ဗန်ပြောထားတဲ့ဇလန်းကိုပြောပြတဲ့အခါမှာတော့ဗီတာကဒါကအမှန်ပဲဆိုတဲ့အကြောင်းကိုပြန်ပြောလိုက်ပြီးတာနဲ့လူရှန်စီကနေလေဆွဲကိုပြန်ယူလက်ခဲ့ပါတယ်။ သူကသူသမီးကိုချက်ခဲ့ပေမဲ့လူရှမ်းရဲ့ကလေးကိုကိုဝင်ဆောင်ခဲ့တဲ့အတွက်သူမကိုတတ်ခဲ့ရာအကြောင်းကိုလည်းပြောခဲ့ပါဗျ။အဲ့ဒီချိန်လေးအတွင်းမှာပဲသေသူမျိုးပေါင်းဆက်မှုကြောင့်ပဲမိုက်ကယ်ကလုံးဝကိုမတူညီတဲ့ပြောင်းလဲခြင်းတစ်ခုကိုကြုံတွေ့နေခဲ့ရပါပြီ။သူရဲ့ဇာတ်နေကဗက်တာနဲ့ရှင်ပြန်ပြီးတော့တိုက်ခိုက်နိုင်လောက်အောင်ကိုမြင့်တက်လာခဲ့ပါဗျ။သူတို့နှစ်ယောက်လက်သီးနဲ့ထိုးချိတိုက်ခိုက်ခဲ့ကြပေမဲ့ကမ္ဘောဇာနဲ့ဗက်တာကအတွေ့အကြုံပိုပြီးများတဲ့အတွက်ကြောင့်သူ့ဆွမ်းအားတွေကိုပုံမှုကောင်းမွန်စွာထိန်းချုပ်နိုင်တဲ့အတွက်မိုက်ကယ်ကပဲလဲကြနေခဲ့ရပါဗျ။ ဒေဇဘောကောင်သုံးကောင်ကသူတို့ရဲ့တခင်ကိုကူညီဖို့ရောက်လာကြပြီးတော့မက်ကဲကိုစတင်ပြစ်ခတ်ကြတာကြောင့်စီလင်းကသူတို့အားလုံးကိုတားဆီးဖို့အတွက်ပြေးသွားလိုက်ရပါတယ်။ဒါမဲ့ဗီတာကသူမကိုရိုင်းနဲ့လွတ်လိုက်ပြန်ပါတယ်။ဒီနောက်မှာတော့ဗီတာနဲ့မက်ကဲတို့ပြန်ပြီးတိုက်ခိုက်ကြပြီးတဲ့နောက်မှာတော့ဗီတာကမက်ကဲကိုလေဘင်းညစ်ပြီးတော့ထိန်းထားနိုင်ခဲ့ပါတယ်။အဲဒီအချိန်မှာပဲစီလင်းကမေဘီမော်ကဗီတာရဲ့ဓာတ်ကိုယူလိုက်ပြီးတော့သူ့ရဲ့ကောင်းတစ်ချမ်းကိုဖျက်ပစ်နိုင်လိုက်ပါတယ်။မကဲဆွမ်းအကိုကြောက်လန့်သွားကြတဲ့အသက်ရှင်ကြံရင့်တဲ့လိုက်ခံတွေကတော့အရေးသေးကိုထွက်ပြေးသွားခဲ့ကြပါတယ် ။နောက်ဆုံးမှာတော့မန်ကယ်ကသူ့ရဲ့လူသားခန္ဓာကိုယ်ကိုပြန်ပြောင်းလိုက်ပြီးတော့စီလင်းကလည်းလယ်ဇွဲကိုကောက်ယူလိုက်ကသူတို့ချစ်သူဇုံတဲ့နှစ်ယောက်ကလည်းအတူတူထွက်သွားခဲ့ကြပါတယ်။သူစုဖို့ကောင်တွေရဲ့အိမ်တော်မှာတော့စင်းရဲ့တွေးတွေကတခြားကောင်တလာတဲ့စီစဉ်သွားပြီးတော့ဒုတိယအိတ်ဆက်နေတဲ့သူစုဖို့ကောင်ကိုလှူထားစေခဲ့ပါတယ်။ဇလန်လေးကတော့ဒါပါပဲခင်ဗျ။စုံဒီနာစင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတူပဲတင်ရှိပါရယ်ခင်ဗျာ။